်ချစ်တော်ဓမ္မမိတ်ဆွေညီကောင်မများမင်္ဂလာပါလို့ခရစ်တော်၏နာမဖြင့်နှုတ်ခွန်းဆက်တာပါတယ်ဒီနေ့မှာနှုတ်ကပတော်အဖြစ်ရှောင်းအခရဝင်ခန်းဆန်ကအပိုင်ငယ်ရှစ်တပိုင်မှာသင်တို့ဒီများစွာသောအသီးကိုသီးသောအဖြစ်ငါခမဲတော်သည်ဘုံထင်ရှားတော်မူ၍သင်တို့ဒီလည်းငါ၏တပည့်တပည့်မှန်ကြလိမ့်မည်သင်တို့ဒီလည်းငါ၏တပည့်မှန်ကြလိမ့်မည် တဲ့တော့ဒီများစွာသောအသီးကိုသီးသောအာဖြင့်လို့ပြောပါတယ်နော်ဒီနေ့တပည့်တော်မှန်ရင်တော့အသီးသီးဖို့သခင်ကအလိုတော်ရှိပါတယ်နော်ဘာအသီးလဲပျောက်ဆုံးဝိညာဉ်ရိတ်သိမ်းတဲ့အသီးနော်ဘုံတော်ထင်ရှားတဲ့အသီးဒါကြောင့်မို့အသီးဆိုတဲ့နေရာမှာကျွန်တော်အဓိကတော့ဝိညာဉ်အသီးကိုလုံးကိုတော့နော်ဒီနေ့ဝင်ခဖို့တော့မဟုတ်ပါဘူးဒါပေမဲ့အတ္တတာမှာအသီးသီးသောအတ္တတာဖြစ်ဖို့ လိုအပ်တယ်လို့သခင်ကဆိုပါတယ်။ဘာလို့ငါနိုင်အသီးမသီးရင်တော့ခုတ်ပြခြင်းခံရမယ်လို့လည်းပြောပါတယ်။နော်အပိုင်ငယ်နှစ်လောက်မှာနော်အသီးသီးပြန်တော့လေตาပြည့်သီးစီခြင်းကတုတ်တင်ရှင်းလင်းတော်မူတယ်လို့ပြောပါတယ်။နော်ตาပြည့်သီးဖို့တဲ့။တကယ်မောရှိဟာตาပြည့်အသီးသီးနိုင်မှာဘုရားသခင်သူ့ကိုရှင်းလင်းတုတ်တင်မှု ခုတ်ထွင်ရှင်းလင်းမှုလောက်ရခြင်းသည်နှစ်ပေါင်း40ကြာခဲ့ပါတယ်เนาะသူအသီးသီးပို့ตาရွေးအသီးသီးနိုင်ပို့เนาะตาရွေးအသီးသီးနိုင်ပို့နှစ်ပေါင်း40လောက်ခုတ်ထွင်ရှင်းလင်းမှုကိုလုပ်ခဲ့ရပါတယ်အသက်တော်က40ရှင်းလင်းရတာကနောက်ထပ်နှစ်40ဆိုတော့အလုံးနှစ်80တတ်တော်80ကနေစပြီးဘုရားသခင်သူ့ကိုစတင်အသုံးပြုတာနှစ်40ကြာတော့လုပ်ငန်းဆောင်တာကြီးပြီးသွားပါတယ် ါပေမဲ့ခန္ဓာပြီတော့သူမဝင်စားလိုက်ရပါဘူး။ဒါကြောင့်လည်းသူ အသီးတဲကအသီးပေါ့နော်။သူမထိန်းနိုင်လို့ဒေါသအကြီးကျယ်ဒေါသဘုံထဒေါသဘုံထတဲ့ခါမှာနောက်ဆုံးမှသူခန္ဓာပြီနဲ့မဝင်ရအောင်။ဒါကတော့ကျွန်တော်အားလုံးသိပြီးသားဖြစ်တယ်။တရားမို့ဒီနေ့ညမှာအထူးအထူးသဖြင့်နော်အသီးသီးဖို့ရန်ဘုရားသခင်အလိုတော်ရှိပါတယ်။နော်တချို့ဘုရားသခင်အသုံးပြုတယ် အသီးပွင့်နေမြောက်များဆိုတာတွေ့ရတယ်။ဟောအသင်းတို့တိဆောက်ခြင်းစိုက်ပျိုးခြင်းပျောက်ဆုံးဝိညာဉ်တွေရိတ်သိမ်းခြင်းများသောအသင်းတော်များသောအနှင်းခြင်းခံရသည့်အထိအသီးတွေအပွင့်နေကျွန်တော်တွေ့ရတယ်တချို့။ဟောကြည့်တော့သူတို့ရိုး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 သားသားကြီးကိုအသက်ရှင်တဲ့ဒီဓမ္မဝန်ဆောင်တွေဖြစ်တယ်။ဒါပေမဲ့သူတို့မှာအသီးပွင့်နေများစွာတွေ့ရတယ်။ဒါခမဲတော်ကိုယ်တိုင် သားတော်ယေရှုခရစ်တော်ကိုယ်တိုင်အာရနှစ်သက်မဲ့အသီးကိုတီးခဲ့ကြတာဖြစ်တယ်။ဒါရောက်တမန်တော်တွေကိုမတီးရင်တော့ခုတ်ချင်းခံရမယ်။တီးရင်တော့တာ၍တီးဖို့တုတ်တင်ရှင်းလင်းချင်းခံရမယ်လို့ပြောတယ်။ဒါရောက်တခါလေးကျွန်တော်ယုံကြည်သူတွေအသီးတော့တီးနေတာဒါမှမဟုတ်တခါလေးဘုရားသခင်ကျွန်တော်ရှင်းလင်းပေးရသေးတယ်။တခါကျွန်တော်တို့မကျေနပ်နိုင်ဘူး။ဘာကြောင့်လဲကိုတော့မေကွန်းထုတ်တတ်တယ်။အမမတာ၍အသီးတီးဖို့နော်တာ၍အသီးတီးဖို့ဖြစ်တယ်လို့နော်။ တယောက်ကျွန်တော်တစ်ခေါက်ပြောဘူးတယ်အမေအိမ်ကျွန်တော်ပြန်တယ်မယမ်းမေတမင်တွေ့တယ်အသေးမသိဘူးတနစ်ပြန်တယ်အသေးမသိဘူးဘာကြောင့်လဲဆိုတော့သီးကျင်တယ်မသီးနိုင်ဖြစ်တယ်အခက်လက်တွေမရှင်းရသေးတာအောက်ထိကျတယ်အရွက်တွေအကိုင်းခက်တယ်တခါလဲအရွက်တွေကဖျားနေတာဖားပါးကြီးမယမ်းဒါနဲ့ကျွန်တော်ဒီကြမ်းချက်ကျွန်တော်သတိရတယ်နော်ခုတ်ထွင်ရှင်းလင်းလိုက်တော့အသေးသေးနိုင်တယ်လို့ကျန်းစာအတိုင်းကျွန်တော်အောက်ခြေတွေကျွန်တော်တော်တော်ရှင်းပလိုက်တယ် လူကောင်းကောင်းတရသွားလို့လာလို့ဝင်လို့လွတ်အောင်ကျွန်တော်ရှင်းပလိုက်တယ်အကိုင်းนี่တော်တော်များများသုံးလေးဘွေလောက်ကြုံပြီးပြရတယ်ကျွန်တော်ပြန်လာတယ်ကျွန်တော်သားဖားတွေကရင်ပြည်နေရတယ်ပြီးတော့နောက်နဲ့ចောင်းပိတ်တော့ကျွန်တော်ပြန်တယ်ចောင်းပြိုက်တော့ကျွန်တော်ပြန်တဲ့အချိန်မှာမယန်းဒီကသေးနေပြီအန္တအမေမယန်းဒီသေးလားကျွန်တော်မေးတော့အမေကဒါရင်ရှစ်ပြည်ရှိပြီတဲ့ရောင်းစားရတာအိုးဖျားခင်ကျေးဇူးတော်ချီးမွမ်းတယ်တစ်နှစ်မှမသေးတဲ့အပင် အပင်ပြိုပေါ့နော်တနစ်မှမတည်သေးဘူးစတင်ကြီးလာတာချင်းဒါမဲ့ကျွန်တော်ကြမ်းချက်ကိုသတိရနေရှင်းလင်းလာတဲ့ခါမှာအိုးပပဆက်ဆက်တည်တာနော်ရှစ်ပြီရောင်းပြီတဲ့အကင်းနေနော်အကင်းနေမယန်းအကင်းနေဆိုတော့နောက်ထပ်သီးနေတော့မယ်စားနေတော့မယ်စရောကဒီနေ့နှုတ်ဘတ်တော်ဒီသွေးထွက်အောင်မှန်ပါတယ်ကျွန်တော်ဓမ္မမင်းဆွေပြ။တရားဒီနေ့ကျွန်တော်ကျမ်းစာအများကြီးနားလည်ဖို့ကျမ်းစာအများကြီးတက်ဖို့တင်မစ조사ပါနဲ့ သင်ရတော့သိတော့ကြမ်းကျက်ကိုပဲသင်လိုက်လျှောက်ဖို့ဘုရားရဲ့လိုတော်ရှိတာဖြစ်တယ်။နော်သိတော့အရာလေးကိုလိုက်လျှောက်ရင်တိုးပွားခြင်းအခွင့်ဘုရားပေးတယ်။အသီးသီးခြင်းအခွင့်ဘုရားပေးတယ်။များစွာ အသီးသီးခြင်းခံစားရမှာဖြစ်တယ်။အဲ့ဒါကျမ်းစာအများကြီးသိဖို့မဟုတ်သိတဲ့ကျမ်းစာလေးကိုနာခံလိုက်လျှောက်တာဒါအရေးကြီးပါတယ်ချစ်တော်ဓမ္မမင်းရှင်။တရားဒီနေ့မှာကျွန်တော်တို့တစ်ခါလေးအသီးမသိဘူးဆိုတာကျွန်တော်တို့ကျမ်းစာတွေအများကြီးကောင်းနေထဲတယ် เนาะအများကြီးကျွန်တော်တို့သိတယ်ဒါပေမဲ့လိုက်လျှောက်သလားဆိုမလိုက်လျှောက်เนาะမလိုက်လျှောက်တဲ့အခါမှာကျွန်တော်တို့တက်သေးတာရကအနေနဲ့အသီးပွင့်မတွေ့ရအောင်တယောက်ချစ်တော်ဓမ္မမင်းရွှေပြီးခဲ့တဲ့တစ်ပတ်ကကျွန်တော်ပွဲတော်သွားပြီးတော့ပြောင်းလဲလာတဲ့အမျိုးသမီးတူတက်သိခံတယ်တတိခံတဲ့အခါမှာသူ့ရဲ့ခင်မုန်းတဲ့ရေတူးမဲ့အခါမှာပွဲတော်ပေးဖို့ဂရော့ပွဲပေါ့ဂရော့ပွဲပေးဖို့သူသူညင်းဆိုတယ်အာ မေကလည်းပြောတယ်သမီးမငင်းဆုံနဲ့ဒါအစင်လာလေးတဲ့နော်ခင်မွန်တယ်ရောနော်အမေရောကတော့ပဲပေးရမှာလေရီတူးတာနော်ရီတုတ်ကင်တူးတာအဝေးစီးပေါ့ပြီးတော့တူးပေးမဲ့လူကလည်းရီမထွက်ဘယ်လိုလုပ်မလဲအမကြီးတဲ့ကျွန်တော်တို့တောင်းမယူနော်ဆုံရှုံသွားရင်အားလုံး၃သိန်းခွဲကုန်မှာနော်လေအခုရီတူးတာနော်ဟိုတော့ကကျွန်တော်တို့၄၅၈သောင်းလောက်နဲ့ပြီးတဲ့ဟာအခု၃သိန်းခွဲသူယော့မယ်တဲ့ရီမထွက်သူရှာယော့မယ်တဲ့ သူပြန်ပြောမယ်လေဒီမိသားစုရဲ့သူပြက်ပြက်တန်တာသူပြောတယ်နောက်ဆုံးမဲ့ဟုတ်ပြီဆိုကြောပဲမပေးဘူးရေတူးတယ်အော်မလေးထွက်လိုက်တဲ့ကြည်လိုက်တဲ့ကောင်းလိုက်တဲ့ရေဗျာဖျားနာမတားရင်ဘုံကြည့်ပါစေနော်ကြည်လိုက်တဲ့ရေဒါနဲ့ရေတူးကင်တူးတဲ့လူတွေအတွေ့အကြုံအများကြီးရှိပြီတွင်းပေါင်းတော်တော်များပြီအမကြီးတဲ့ကျွန်တော်တို့တူးလာသမျှရေတူးကင်နဲ့မှာအခုလိုမျိုးနော် ဒီကောင်းသောရေလွယ်လွယ်လေးနဲ့ထွက်တဲ့ရေကျွန်တော်တို့မရရှိဘူးပါဘူးကျွန်တော်တို့ကတော့ပဲပေးတာဒီနေ့အမရဲ့ကိုးကွယ်တဲ့ဖေအသက်ရှင်နေဆိုကျွန်တော်တို့နားလေသွားတော့ဘူးအဲ့လိုပြောချင်တာတသက်ခံတာဆိုတော့ဒီတော့ကျွန်တော်တို့ဒီတကယ်ပဲအသီးအပွင့်အနေနဲ့ဒီအမျိုးသမီးတွေခံစားရတယ်သူ့တက်တာမှာတကယ်ပဲသိသောကြမ်းကြက်ကိုသူရွံ့ရွံ့ရုံနဲ့ဖေအောင်တယောက်ဒီနေ့ချက်တော်တမမေဆွေဒီနေ့ကျွန်တော်တခါလေးအသီးမသီးတဲ့အသက်တာကိုကျွန်တော်တို့စိတ်တက်ကြမှာမဟုတ်ဘူး ဟာငါဘာကြောင့်အသီးပွင့်နေမရှိတာလဲနော်ငါခရိယံဖြစ်တာလဲကြိုင်ဘာကြောင့်အသီးပွင့်မရှိတာလဲဒီကနေ့ကြားတော့နှုတ်ကပတ်တော်ပေါ်မှာကျွန်တော်တို့အသီးသီးနိုင်ပုံရကျွန်တော်တို့ရှင်းလင်းခံရတော့အပင်ပြိုကဲသို့စောစောကျွန်တော်ပြောသလိုပဲကျွန်တော်တို့ရဲ့ဇာတိသဘောတွေကျွန်တော်တို့ရဲ့မာမာနသဘောတွေဟုတ်လားကျွန်တော်တို့ရဲ့အတ္တသဘောတွေကျွန်တော်တို့ရဲ့ဖះမနှစ်သက်တဲ့စောစောကမိမိထင်ရအသက်ရှင်ပြီးတော့မှတန်ရှင်သောဝိညာဉ်တော်ရဲ့ဥဆောင်မှုကို လမ်းပြမှုကိုကျွန်တော်တို့မခံယူတဲ့အတ္တတာတွေတခုခုဆိုကျွန်တော်ဖျားဘက်မှာပတ်သက်လာကျွန်တော်တာဝန်ယူမှုဟာလာကျွန်တော်အားနေတယ်ကြောက်ရွံ့စိတ်တွေရှိတယ်ဖျားကိုယုံကြည်မှုအားနေတယ်နော်တခါလေကျွန်တော်ညစ်ညူးစွာအသက်ရှင်တယ်အပြောအဆိုတွေကဆာဒါတွေကကျွန်တော်တို့အတွက်အသီးမသီးသောအရာတွေဖြစ်ပါတယ်ချစ်တော်ဓမ္မမိတ်ဆွေများဒါကြောင့်မို့ဒီနေ့ကနဦးယုံကြည်သူတမန်တော်များနဲ့နောက်လိုက်များဘာကြောင့်အသီးသီးတယ်လဲနော် ဖះ၌တည်တယ်သူတို့เนาะဖះနဲ့တည်တဲ့အတွက်အသီးသီးတယ်ဒါဆိုရင်အသီးလုံးလုံးမသီးတဲ့အပင်တွေကောတဲ့ခုတ်ချင်းခံရမီးမီးနဲ့ထဲ့မယ်ဒါကတော့တကယ်ကြောက်မဲ့ဖွယ်ကောင်းတဲ့အရာပဲเนาะဒါကြောင့်မို့ချက်တော်ဓမ္မမင်းဆွေများသင်တို့ဒီများစွာသောအသီးကိုသီးသောအားဖြင့်ငါခမဲတော်ဒီဘုံတော်ထင်ရှားစီတော်မူ၍သင်တို့ဒီလည်းငါဤတပြည့်တပြည့်မှန်ကြလိမ့်မည် အမှန်ဆုံးတပြည့်သည်အတိအသီးသောအတ္တရှိတယ်ချစ်တော်ဓမ္မမင်းဆွေတရားအတိမသီးသည်နဲ့သင်စိတ်ဓာတ်မကြပါနဲ့ဒီနေ့ကိုတော့ကျွန်တော်အတိအသီးခွင့်ဝိညာဉ်အတိများသီးရတဲ့အခွင့်ကိုတော့ပေးပါနောက်ထပ်အဲ့ဒီဝိညာဉ်အတိကိုလုံးလို့ဗလာတိထဲမှာပြောသလိုတရားမို့ချစ်တော်ဓမ္မမင်းဆွေဒီနေ့အတိမသီးသည်နဲ့ကျွန်တော်စိတ်ဓာတ်မကြပါနဲ့အတိသီးနဲ့အောင်တန်ရှင်သောဝိညာဉ်အောင်ဆုံးမှုကျွန်တော်ကြာရကဏ္ဍမှာကျွန်တော်ဆက်ကမှုပါဝင်မှု အားဖြင့်ဘုရားဘုံတော်ထင်ရှားသော အသီးသီးသောအတ္တတာဖြစ်အောင်လို့အနေနဲ့ဝင်ကားပါတယ်အရောက်စီတိုင်းဘုရားသခင် ကောင်းချီးပေးပါစေ